မင်္ဂလာပါရှင်3ရက်7လမှာ9ရက်7လ2025တပတ်တာ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြော ပြမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုတ်ကင်ကြီးအရန်ကောင်းနေပါတယ်အလုတ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုကိစ္စမျိုးကိုမဆိုမိမိဘက်ကနေပြီးတော့မျက်နှာသားရတာမျိုးနောက်ပြောရေးဆိုရန်ကိစ္စအောင်းမြင်စေတာမျိုးဒီလိုလေးတွေ့ရပါတယ်တမ်းမိုးကြီးတို့ပြည်စီဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိစေတဲ့အပြင်မိတ်ဆွေပေါင်းသင်းတွေနဲ့အတူခီးသွားတာမျိုးလည်းကြုံရဖို့ရှိနေပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေစကားပြောဆိုရမယ်။ဒီလိုပြောဟဆိုရတယ်ဆိုတာကောင်းသောပြောဆိုရခြင်းလို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းတွေစီမှတရင်ကောင်းနေကြမယ်။ဆွေမျိုးသားချင်းတွေစီကလည်းအကြံဉာဏ်ကောင်းတွေရရှိစေမယ်လို့တွေ့ရပါတယ်။ ရန်အန်ဒီရဲ့တိုက်ခိုက်လုံးဝမရှိရဲ့ဖြင့်ချစ်သူခင်သူပုံများလာတဲ့တပတ်တောင်လူလည်းမြင်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်တော့မိမိချစ်သူကမိမိအပေါ်မှာအထင်မြင်လွဲတာတန်တရားရှိတာကိုခံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချမ်းသာယာမဲ့အိမ်တော်ကြီးတို့တွေ့ရပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါအဓိကဖြစ်ပျက်တဲ့ဝေဒနာလေးဟာခါးကြိုက်တာနောက်အကျိုးအရင်တက်တာဒါတွေကိုဂရုစိုက်စီချင်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ပိုသည်ဘာလေးပဲလှုပ်ရလှုပ်ရအမြဲတမ်းအပူတပြင်းလေးလှုပ်ကန်ရမယ်အနေထားလေးကိုတွေ့နေရပါလိမ့်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါလိမ့်။ထီထိုးကံစမ်းခြင်းနေဆိုရင်တော့သုံးညတစ်လုံးထီထိုးကံစမ်းလို့ရပါလိမ့်။ဝေကြီးလက်လာပါများပွင့်လန်းရှင်လန်းစီမဲ့တပတ်တာပါ။ အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုံကုန်ပြီးကြည့်လိုက်တဲ့အခါစူးဝါးတဲ့ပူပန်မှုမျိုးမတွေ့ရဘဲနဲ့မိမိသည် သူတစ်ပါးအပေါ်မှာပတ်ဝိုးခြင်း၊ကုညီခြင်း၊ဖြည့်ဆွက်ခြင်း၊အင်အားဖြည့်ခြင်းဒီလိုမျိုးလေးတွေနဲ့အလုရှုပ်နေတဲ့အရာလေးတွေကိုတွေ့ရပါတယ်။ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ပစ္စည်းတွေရေရရာကောင်းလေးဆရာမပေးချင်ပါတယ်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေ ပြုလို့ရမယ့်တပတ်တာယရိယာကမိမိနေအိမ်ကဖျားမှာပန်းအဖြူရောင်ခုနှစ်ပွင့်လူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာ အလုံးစုံပြည်လည်သွားမိန်တို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။3ရက်7လမှာ9ရက်7လတပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေရင်အလုတ်ကင်ကားနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ ။ဒီနေ့လာသားသမီးချင်းမိတ်ဆွေကြီးဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့ပြောဆိုရခက်ခဲစီတဲ့ကိစ္စရပ်တွေကြုံရတဲ့တည်းအလုပ်မှာစာချုပ်စာတမ်းနဲ့ပတ်သက်တာရှိရင်ပြဿနာတက်ဖို့ရှိနေပါတယ်။ဒါကြောင့်ပြုဆိုင်ပါနော်။တံမိုးကြီးသောပစ္စည်းတွေဝင်လာဖို့တွေ့ရပါတယ်။မိတ်ဆွေအပေါင်းအသင်းဆရာသမားတွေရဲ့ကူညီမဆမှုထောက်ပံ့မှုတွေရောင်းဖို့ရှိနေပါတယ်။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအဆင်မပြေဖြစ်တတ်တဲ့အပြင်စကားများရတာပြဿနာတွေဖြစ်တာကျွမ်းဝတ်တပါလေ။ရန်အနေနဲ့တိုက်ခိုက်ရှိပါတယ်ကူးဆိုင်ပါနော်။အထူးသဖြင့်ယောက်ျားသားအမျိုးသမီးဆိုတဲ့နေရာမှာယောက်ျားသားတွေနဲ့ပတ်သက်ပြီးတော့ပြဿနာမရှိဘဲနဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ပြဿနာရှိပါတယ်။ဒါကိုကူးဆိုင်ပါနော်။ အချင်းကြီးနဲ့ပတ်သက်ပြီးတော့အလိညာတွေခံရတဲ့တည်းဒါကြောင့်ဘသူ့ကိုမှမယုံကြည်ပါနဲ့ချစ်သူရှိနေပြီဆိုရင်လည်းမိမိချစ်သူအပေါ်မှာမိမိဒီအမြဲတမ်းလိလာအကဲခက်စီကြမှာနေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ကျမ်းမာရေးကြောင့်စိတ်ညစ်ရတာစိတ်ရှုပ်ရတာလေးကြောင့်တပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ပါကျမ်းမာရေးကဖြစ်လိုက်ပြီဆိုရင်အမြဲတမ်းဒီအောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ဝေဒနာတွေခံစားရမှာပဲဖြစ်ပါတယ်။ကြိုက်ခဲမဲ၊နာကျင်မဲ၊အောက်မဲဒါလေးကိုသတိထားပါနော်။ အေးချမ်းမှုငြိမ်းချမ်းမှုရရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်။ဒါအပြင်အလှူလေးတွေလည်းပကြခဏလှုပ်ဖြစ်မယ်လို့လည်းတွေ့ရပါတယ်။ကဲနေပါတဲ့ရင်တော့အားနေပါလေ။တို့ပေမဲ့မဖြစ်မနေကြီးတို့ကန်ဆန်းကျင်နေဆိုရင်တော့ခုနှစ်တလုံးကြီးတို့ကန်ဆန်းလို့ရပါလေ။ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုရဆရာရှိတဲ့ငွေကြီးတွေခက်ခဲမယ်ကြံ့ကြံ့လေးကိုပေးရင်ရှိတဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့လေကို့မှာအဆင်မပြေမှုလေးတွေကြုံရတာဖြစ်တဲ့အတွက်ကြောင့်ရက်ရွှေရတာမျိုးကြုံရတတ်ပါလေ။ အလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါတဲ့ပုံပန်မှုမျိုးတော့မတွေ့ရဘူးဒါပေမဲ့ဘယ်အရာလေးပဲဖြစ်ဖြစ်မိမိပြောရေးဆိုတာကိစ္စအဝဝမှာမိမိဒီပြောခွင့်ဆိုခွင့်ဒါမဲ့တပတ်တာလို့တွေ့ရပါတယ်ဒါကြောင့်တနင်္လာသားမိချင်းမိဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရရာကောင်းလေးဆရာမပေးချင်ပါတယ်တနင်္လာသားတပည့်ချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ့်ရေရရာက ကလေးငယ်တဲ့ဦးကိုဗလာစာအုပ်သုံးအုပ်ပြုတဲ့ချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမေးလို့တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။3ရက်7လမှာ9ရက်7လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုပ်ကိန်းရအောင်ပါလေ။အလုပ်မရသေးတဲ့သူဆိုရင် အလုပ်ကျင်းနေပေါ့မိမိလိုချင်သောနေရာကိုရရှိစေမယ်လို့တွေးရပါတယ်။ တန်မိုးကြီးတော့ပြည်စီဝင်လာလို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းသင်းတွေကိုလိုအပ်လို့ကိုအောင်အကူအညီတောင်းနေဒါပေမဲ့မိတ်ဆွေတွေဘက်ကမိမိကိုအကူအညီမပေးနိုင်တာမျိုးတွေကြုံရတတ်ပါတယ်။အိမ်နဲ့ပတ်သက်တော့ကိစ္စရများအဆင်ပြေပါလိမ့်မယ်။အိမ်ကိစ္စစကားပြောဆိုတဲ့အခါမှာမိမိဘက်ကပိုင်ပိုင်တိုင်တိုင်နဲ့ပြောဆိုနိုင်တဲ့ကိစ္စလေးတွေကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာတရင်တွေကြားရတပါတယ်စိတ်ရှုပ်စရာမျိုးလေးတွေတစ်ခုပြီးတစ်ခုကြုံရတပါတယ်ရှင်အန်ဒီရေလုံးဝမရှိခဲ့ပြီးချစ်သူခင်သူပေါများလာမဲ့တပတ်တာလို့တွေ့ရပါတယ်အချင်းပတ်သက်ပြီးတော့အီးချမ်းနေမိငင်းချမ်းနေမိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အလှူတွေနဲ့အလို့ရှုပ်တွေရတာမျိုးတွေကျွမ်းတတ်ပါတယ် ျမ်းမာရေးနဲ့ပတ်သက်ရင်တော့ချူချာပါလေဒီစိတ်ပါတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးဆိုရင်အများနဲ့ခေါင်းတွေမူးနေတာ မကြည်မသာဖြစ်နေတာနောက်ပြီးတော့ပြုတ်အန်ကျင်တာမျိုးတွေဖြစ်ဖြစ်ပါလေအေးချမ်းမှုရိတ်ချမ်းမှုရရှိလာတဲ့တပတ်တာလို့တွေ့ရပါလေမိမိဒီကိုကဘာလေးပဲလှုပ်လိုက်လှုပ်လိုက်ကိုလှုပ်လိုက်တဲ့အရာလေးတွေမှာကြက်ကန်းဆောင်တို့ဆိုတဲ့စကားလေးတိုင်းပဲကိုလှုပ်လိုက်တဲ့အရာလေးတွေအဆောက်အအုံအဆင်ပြေသွားတဲ့နမိတ်ကလေးတွေကိုတွေ့ရမှာပဲဖြစ်ပါလေ ကန်နဲ့ပတ်သက်ပြီးတော့ကန်ကတော့ကောင်းပါသေး။ထီထိုးကန်ဆန်းကျင်နေဆိုရင်တော့ငါးတလုံးထီထိုးကန်ဆန်းလို့ရပါသေး။ဝီကြီးလက်လာပါများရှင်လန်းပွန်လန်းစီမဲ့တပတ်တောင်လို့မြင်ပါသေး။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါဆိုးရတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရတဲ့အပြင်မိမိကိုယ်တိုင်ကိုယ်အလုပ်လုပ်တဲ့အခါနောက်ကိုပြောဆိုတဲ့အခါအရာရာမှအမြင်နဲ့အပေါင်းအသင်းဝင်ဆန့်ပြီးတော့ပိုင်ပိုင်နိုင်နိုင်ပြောဆိုနေတဲ့အရာလေးတွေ့ရမှာပဲဖြစ်ပါတယ်။အင်္ဂါသားသမီးချစ်ပိတ်စုတွေတွေ့ ကံထပ်ပံပစ္စည်းတွေရေရာကောင်းလေးဆင်မပေးချင်ပါသေး။တင်္ဂါသာသမီးချမိဆွေအေဗီယားမှာတတိသုံးမျိုးလူရန်ချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာ အလုံးစုံပြည်လည်သွားသိလို့တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။၃ရက်၁၂လမှာ၉ရက်၁၂လ၂၀၂၅တပတ်တာဗုဒ္ဓဟူးသားသမီးချမိဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်။ ဗုဒ္ဓသာသမိချင်းမိတ်ဆွေအလုတ်ကံရန်ကောင်းနေပါတယ်။သူတော်ကောင်းတွေနဲ့လည်းတွေ့မိပြောရေးဆိုရာကိစ္စလည်းအဆင်ပြေအောင်မြင်စေမယ့်ထင်ပါပါတယ်။တမိုးကြီးသောပစ္စည်းတွေထွက်တတ်ပါတယ်ဒီလိုစိတ်ပါနော်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲပါစရာလေးကြောင့်ရတတ်ပါတယ်မိမိပေါ်မှာတန်တရားရှိတယ်လည်းခံရတတ်ပါတယ်အိမ်ကိစ္စတွေကဒင်းကြီးကိစ္စတွေစီစီနေတဲ့အခါအစီအပြေမင်းချုံးမှုပဲအောင်မြင်စေမင်းတို့တော်မိမိတော့အရန်ပင်ပန်းပါလိမ့်မယ် ရှင်မြူသားချင်းစီမှာအကူအညီကောင်းလေးတွေထောက်ပံ့ကောင်းလေးတွေရဖို့ရှိနေပါတယ်။ကျန်အနီရတိုက်ခဲရှိတဲ့တတိထားပါမိမိအပေါ်မှာတပုတ်လေတွင်ပြောဆိုတာနာမည်ဖြတ်တာခံရတဲ့တတိထားပါနော်အချီးနဲ့ပတ်သက်ပြီးတော့မိမိချစ်သူနဲ့မိမိနဲ့လမ်းခွဲရတဲ့အစီအစဉ်ပြဿနာတွေကြုံရတတ်ပါတယ်ဒါတွေဟာချောင်းဝင်နောက်ဆက်မှုကြောင့်ဖြစ်တတ်ပါတယ်ဘာကြီးနဲ့ပတ်သက်ရင်တော့အောက်လက်ငယ်သားတောင်းတမိတွေအတွက်ပူပန်နေရတာမျိုးလေးကြုံရမှာဖြစ်ဖြစ်ပါတယ် ျမ်းမာရေးနဲ့ပတ်သက်ရင်တော့ view site ပါမိမိခံစားမဲ့ယောဂဝေဒနာဟာအမြဲတမ်းအစာအိမ်အောင့်လားအစာအိမ်အချင်းပေါက်တာဒါလေးတွေသတိထားပါနော်အေးချမ်းမှုရေးပြမှုမရှိသေးဘူးမိမိကို အလိမ်ညာရခံတက်တယ်ဒါလေးကိုတော့သတိထားပေးပါနော်ကံနဲ့ပတ်သက်ပြီးတော့အားနေပါလေမဖြစ်မနေထီထိုးကန်ဆန်းကျင်နေဆိုရင်တော့သုံးရတလုံးထီထိုးကန်ဆန်းလို့ရပါတယ်ဝေးချင်းနဲ့ပတ်သက်ပြီးတော့မိမိပြောရေးဆိုရာကိစ္စအခက်အခဲလေးတွေကြုံရမှာပဲဖြစ်တယ်ဒုဗိမေ ဒီပတ်လုံးမှာမိမိဒီ3ရက်နေ့ရနေပြီးတော့6ရက်နေ့တော့ဒီမှာငွေကြေးကိစ္စအဆင်မပြေဖြစ်တဲ့တင်သို့တော့နောက်ပိုင်းမှာငွေကြေးကိစ္စလည်းပတ်မယ်လို့တွေ့ရပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်ဆိုင်ချုပ်ငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပုံပန်မျိုးတို့တော့မတွေ့ရဘူး။ဒါပေမဲ့စိတ်အနှောက်ယှက်မျိုးမျိုးတို့ကြုံရမှာပဲဖြစ်ပါရဲ့။ပြီးတော့ပုံလို့သားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်အောင်လေးဆံမှာပြေးချင်ပါလိမ့်။ပုံလို့သားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တဲ့ပတ်တာရည်ရည်က မိမိအိမ်ရဖျားမှာအုံးစိမ့်ရီတလုံးစက္ကန့်လူနေချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားပေလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။3ရက်17လ2025မှာ6ရက်17လ2025တပတ်တာဂျာတာမီတာသမီချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ဂျာတာမီတာသမီချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းရန်ကောင်းပါတယ်။ ညနာပွင့်လန်းပြီလူကြီးလူငယ်လည်းပေါ်ပြီအလုံးပါမိမိပြောရေးဆိုရာကိစ္စဘေးကိစ္စလေးပဲပြောပြောအောင်မြင်စီမဲ့တပတ်တောင်လို့တွေ့ရပါတယ်။တံမွေးကြီးတော့ပြည်စီတော့ထွက်တဲ့တည်းဒါကလေတစ်ခုကိုထွက်ပြီးတော့နှစ်ခုကိုဝင်မှာမို့လို့တံမွေးကြီးပြည်စီရဲ့အထွက်ပြရတာဖြစ်ပါလိမ့်မယ်။မိစေပေါင်းသင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေအဆင်ပြေပါလိမ့်မယ်။ ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေတစ်ခုပြီးတစ်ခုကြုံရမှာပဲဖြစ်ပါတယ်။ဆိုးရတဲ့ရန်အန္တရာယ်လုံးဝမတွေ့ရပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့အလိမ့်လေခံတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြောက်မှုတွေကြုံရတတ်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ဂယုစိတ်ပါဖြစ်လိုက်ရင်လေထုလေအောက်လေနာတာမျိုးတွေဂယုစိတ်ရှိချင်ပါသေးတယ်။အေးချမ်းမှုငြိမ်းချမ်းမှုရရှိလာတဲ့တစ်ပတ်တောင်လို့တွေ့ရပါသေးတယ်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်ကတော့ကောင်းပါလိမ့်။ထီထိုးကန်ဆန်းကျင်နေဆိုရင်တော့နှစ်တလုံးထီထိုးကန်ဆန်းလို့ရပါလိမ့်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေရအလှလို့ဆိုတဲ့နမိတ်လေးကိုတွေ့ရပါလိမ့်ရှင်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံကုန်ပြီးကြည့်လိုက်တဲ့အခါစိုးဝါးရဲ့ပူပန်မှုမျိုးလုံးဝမတိရတဲ့အပြင်ဒီတစ်ပတ်ထင်းမှာဖုန်းကန်ကြီးမိန်၊နမိတ်ကုန်တရင်ကျော်စိုးပါလိမ့်မယ်လို့တွေ့ရပါလိမ့်။ဒီတော့ခြာတော်ပြီးသားသမီးချစ်မိတ်စုတွေကန်တောက်ပတ်ပြည့်စည်တဲ့ရေရာကောင်းလေးပေးချင်ပါလိမ့်။ ာတာပိသာသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရည်ကရေတက်ကိုများများလုပ်ပေးပါဥပမာအချူရည်လူလာမျိုးနောက်ရေတက်လူလာမျိုးရေနဲ့ပတ်သက်တဲ့ရေရွက်ပစ္စည်းမှန်သမျှမိမိချိန်ချင်းတက်ရအောင်လူတန်းချင်းဖြင့်တပတ်တာကံကောင်းခြင်းတွေရရှိစီမှာဖြစ်ပါရရှိမင်္ဂလာပါရှင်3ရက်17လ2025မှာ9ရက်17လ2025တပတ်တာတောက်ကြတာသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကလည်းစတင်ဟောပြောပြပါမယ်ဖြစ်ပါရရှိ တောက်ကြသားသမီးချင်းမိတ်ဆွေအလုကံအရန်ကောင်းနေပါတယ်အလုနဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေရရှိစီမဲ့တပတ်တာလို့တွေ့ရပါတယ်တမူးကြီးတော့ပြစီထွက်တက်ပါတယ်ဂရုစိုက်ပါနော်မိတ်ဆွေပေါင်းသင်းတွေပတ်သက်ပြီးတော့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိစီမဲ့တပတ်တာပါအိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စတွေအဆင်ပြေပါလိမ့်မယ်အိမ်ရအကြီးကဲသူတွေရဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေလည်းရဖို့ရှိနေပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့စိတ်ညစ်စရာတစ်ခုပြီးတစ်ခုကြုံရမှာပဲဖြစ်ပါတယ် ရန်အနေတိုက်ခိုက်ရှိတဲ့တတိထားပါနော်အခြေအနေပတ်သက်ပြီးတော့ချစ်သူနဲ့ဆက်သွယ်မရတာမျိုးလေးကြောင့်ဝတ်တဲ့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ရဲ့ငွေကြေးကိစ္စတွေကြောင့်ခေါင်းရှုပ်နေရတာမျိုးကြောင့်ဝတ်တဲ့ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုညင်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိတီဘာလေးပဲဖြစ်ဖြစ်အပုပ်တစ်ပြင်းနဲ့လုံနေရတာမျိုးလေးကြုံရတတ်ပါတယ်။ ကန်နဲ့ပတ်သက်ရင်တော့ကန်အားအလွန်ကောင်းပါလိမ့်။ထီထူးကန်ဆန်းခြင်းနဲ့ဆိုရင်တော့လေးတစ်လုံးထီထူးကန်ဆန်းလို့ရပါလိမ့်။ဝေကြီးတတ်လာပါလိမ့်။ပွင့်လန်းရွှင်လန်းလေးစီပြီးတော့အလှူကြီးများစွာပြုလုပ်ဆောင်ရမယ်တပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်ရင်ကြီးကဲသူတွေအတွက်ကျမ်းမာရေးကြောင့်ပူပန်ရတာမျိုးကြောင့်ရတတ်ပါတယ်။ဒီတော့တောက်ကြသားတွေချိမိတ်ဆွေတွေအတွက်တပတ်တာကန်တောင်းဖက်ဖြစ်စီတဲ့ရေရီယာကောင်းလေးပြေးချင်ပါတယ်။ တောက်ကြသားတပိချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကမိမိနေအင်းကဖျားမှာနွားလို့သုံးွက်လူတိုင်းချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လဲသွားမေးလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။3ရက်17လ2025မှာ9ရက်17လ2025တပတ်တာစနီသားတပိချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာဖြစ်ပါတယ်ရှင်။ စနေသားသမီးချင်းမိတ်ဆွေအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့မပြီးပြတ်တာအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စေရတာဒါလေးကျင်းဝမှာပဲဖြစ်ပါတယ်။တမိုးကြီးတော့ပြစီဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားစရာကိစ္စရပ်တွေကျင်းဝမှာပဲဖြစ်ပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအရန်ကောင်းနေတယ်အိမ်ကိစ္စနဲ့ပတ်သက်ရင်သတင်းကောင်းတွေကြားရတဲ့ပါတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာတွေတစ်ခုပြီးတစ်ခုကျွမ်းဝတ်တပါးတွေအောက်လည်နေသားအတွက်ပူပန်ရတာမျိုးလည်းကျွမ်းဝတ်တပါးတွေရဲအနေနဲ့တိုက်ခိုက်ဆူဆူဝါမရှိပါဘူးရှင်အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာစိတ်ကုံစိတ်ပြက်သွားတာမျိုးကျွမ်းဝတ်တတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ကြီးမှာတကြက်ကြက်ဆိုသလိုစကားတွေများနေရမှာပဲဖြစ်ပါတယ်ကျောင်းရဲ့ပတ်သက်ရင်တော့ဆူချူလုံးဝမရှိပါဘူးရှင် အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူး။ဘာကြောင့်လဲဆိုတော့အလို့ကိစ္စတွေအဆင်မပြေတဲ့အခါစိတ်တိုင်းမကျတဲ့အခါမှာအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားတော့ကောင်းနေတယ်။ထီထိုးကန်ဆန်းကျင်နေဆိုရင်တော့ကိုယ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေစကားပြောရတာမျိုးကြောင့်တက်ပြီး အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံငုံပြီးကြည့်လိုက်တဲ့အခါမိမိတီတပတ်တာလုံးမှာမောပန်းနွမ်းနေပြီမဲ့လေကို့တွေကို့ပြောလိုက်တဲ့ကိစ္စရဲ့ကလေးတွေအကြောင်းမို့လို့အစဉ်ပြေစီမဲ့အရာလေးကိုတွေ့ရပါတယ်ဒီတော့စနေသားသမီးချင်းမိဆွေ တွေကန်ထောက်ပတ်ဖြစ်စီတဲ့ရေရာကောင်းလေးပြေးချင်ပါတယ်စနေသားသမီးချင်းမိဆွေဒီတစ်ပတ်မှာခွေးစာများများကြီးပါယခုလိုခွေးစာဒါနပြုရင်လည်းမိမိခက်ခဲလေးတော့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်